ဘီလီယံတရေဖြစ်တဲ့ချစ်သူကြောင့်တခြားမင်းသမီးထံအလေးပေးခံရတဲ့နော်ဖို့အထောင်းမင်္ဂလာမှာပြိတ္တချီချစ်စရာအမှုရတဲ့ပြင်လှပကြောရှင်ပြီးနူးညံ့သိမ်မွေ့တဲ့အလားတရားတွေစကားတော်ဝဲလေးနဲ့မင်းကလေးပြိတ္တတွေရောယောက်ျားလေးပြိတ္တတွေပါချစ်ခင်အားပေးရသူကတော့အားလုံးချစ်ကြတဲ့မော်ရယ်မင်းသမီးချော်လေးနော်ဖို့အထားပါပဲနော်ဖို့အထားကို1996ခုနှစ်ဇန်နဝါရီ19ရက်နေ့မှာတောင်ကြီးမြို့မှာမွေးဖွားခဲ့တာပါ ။မွေးချင်းမောင်နှမ၃ယောက်ရှိပြီးသမီးလည်းဖြစ်ပါရင်။ငယ်စဉ်ကလေးဘဝတစ်ခုမှာခက်စွာကောင်မလေးဖြစ်ခဲ့တယ်လို့မောင်နှမတွေကလည်းပိုးချတတ်သူလို့ဆိုပါရင်။အနုပညာလောက်ကိုတေချာလို့ဖြစ်တာကဓာတ်ပုံစရီယိုတစ်ခုကအလားဓာတ်ပုံရိုက်ဖို့ကန့်လျင်ရကနေလှုပ်ပေးဖြစ်ပြီးအဲ့ဒီကနေပဲပြိတ္တတည်တည်လာတာပေါ့။ပူတူးလို့အမြစစနိုးခေါ်ကြတဲ့မော်ရီမင်းသမီးချော်လေးနော်ဖော်အိထာဟာဆိုရင်တော့အခုနောက်ပိုင်းမှာတော့မော်ရီဖြစ်တာမကဆယ်လန်းသွေးတွေမှာပါရိုက်ကူလာကပြိတ္တအပိမှုကို အတော်လေးရရှိလာနေပြီဖြစ်ပါတယ်။အားလို့သိကြတဲ့အတိုင်းနော်ဖော်အေတာကလွမ်းပါရဲ့အရှုပ်တော်ပုံကြတဲ့ကားတစ်ယောက်ဖြစ်ပြီးပြိသက်တည်းရဲ့ဝေဖန်မှုများစွာကိုခံနေရနေဖြစ်ပါတယ်။အခုချိန်မှာနော်ဖော်ကမြန်မာနိုင်ငံတတိကြီးဟေပလီရဲ့ CEO ထက်ခိုင်ဝင်းနဲ့တွဲနေရဖြစ်ပြီးဟေပလီရဲ့ series ကိုလည်းစတရရကူးညာဖြစ်ပါတယ်။မင်းသမီးနော်ဖော်အေတာဆိုတာကတော့ယခုနှစ်နောက်ပိုင်းမှာဇီလန်တွဲရဲ့ရုပ်ရှင်စကားတွေများစွာရိုက်ကူးလာရတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး ဝေဖန်မှုတွေကြောင့်သူမောက်လက်ခံအပိကြတဲ့ပြိသက်တွေများစွာလည်းရှိနေရပဲဖြစ်ပါတယ်။မင်းသမီးနော်ဖော်အေတာကလက်ရှိထုံလုံးပြသလျက်ရှိတဲ့ရှေးဆက်တို့ဒီဇလန်တဲမှာလည်းဝိုင်းတယောက်ဆောင်ချီတွေဖြစ်ကြတဲ့မင်းသားနေတို့မင်းသားတူထူဆန်မင်းသမီးအေးမြတ်တို့တို့ ਨੇ အတူပါဝင်တယောက်ဆောင်ထားခဲ့ရတယ်ဖြစ်ပါတယ်။ဒါအပြင်အမေများဖွဲ့ရဲ့ရန်ပုံငွေအတွက်ဒရိုက်တာကျော်စောလင်းဆိုင်ကူပေးတဲ့ဂုံရုပ်ရှင်စကားကြီးမှလည်းနော်ဖော်အေတာကအခမဲ့ပါဝင်ဆိုင်ကူပြီး အားဖြစ်ပေးထားခဲ့ရလည်းဖြစ်ပါတယ်။ဒရိုက်တာကျော်စလင်ကနော်ဖော်ရတာကအင်ဒွာကျော်စင်လိုထိတ်တန့်မင်းသူဖြစ်လာမယ်လို့ပြောခဲ့ပါတယ်။ဒရိုက်တာကျော်စလင်ကနော်ဖော်အထောက်ကိုမျှပင့်လို့မပြောထားပါဘူး။ကျွန်တော်တို့ဒရိုက်တာနေနေမင်းသမီးတွေနဲ့အလုပ်တွဲလုပ်ရင်အစောပိုင်းကလေးကတချို့မှတိတ်ရှားတဲ့စက်သမျိုးကိုခန့်စားတတ်ပါတယ်။နော်ဖော်အထောက်စီမှာတော့ဦးဝဲနဲ့ပထမဆုံးအလုပ်တွဲလုပ်ခဲ့တော့လို့နာမည်ကြီးသွားမယ်။အနာဂတ်မင်းသမီးဆိုတဲ့စက်ကိုရမိတယ်လို့သူကထပ်ပြီး ရှမုံမြ мян ဝေလာရီတို့မှလည်းအဲ့ဒီမူလာဆောင်ကိုရတယ်လို့ပြောပြခဲ့ပါတယ်။လက်ရှိမှာတော့ Noble Eta ကလက်ခံအပေးကြတဲ့ပြည်သက်တွေရှိနေပေမဲ့သူမမကြိုက်ကြတဲ့ပြည်သက်များစုကလည်းရှိနေရပါ။တေယုဆောင်နေရာမှာသူမရဲ့အတန်နေထောင်ဇက်ရုပ်ပေါ်တော်ဝင်မှုတွေပြင် သူမရဲ့ရုပ်ရည်ကလည်းမင်းသမီးတယောက်အနေနဲ့လုံးဝဆွဲဆောင်မှုရှိမဲ့ကြောင်းထောက်ပြဝေဖန်ကြသူလည်းရှိကြပါ။လက်ရှိမှာနမဲကြီးနေ ရေဆက်တို့တည်လက်တခါတည်းမစုံစည်းတာဆက်လန်းတွဲမှာတော့ Noble Eta က ဖွေးတုနေဆိုတဲ့ဇက်ကောင်ကနေပါဝင်ထားပြင်မဲ့သူမရဲ့တဘာဝမကြပဲအတင်းသဝင်တို့နေရတဲ့အခန်းတွေကတနာစရာဖွေးတုနေရဲ့ဇက်ကောင်ကိုအပြည့်ဝပုံဖော်နိုင်ခြင်းမရှိတာကြောင့်ပြိတက်ရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကိုရရှိနေရပါဆလန်တွေရောပါဝင်တယောက်ဆောင်ထားတဲ့ဝိုင်းတယောက်ဆောင်တွေကပါအရန်အောင်ကောင်းနေကြတဲ့အတွက်သူမရဲ့တယောက်ဆောင်မှုကမလုံလောက်ခဲ့ဘူးလို့ဝေဖန်ခဲ့ကြပါတယ်အခုလိုပြောစရာများစွာရှိနေပြီးအနုပညာဝန်ဆောင်မဝတည်တဲ့မိသမီးတစ်လက်ကိုအင်ဒရာကျော်စင်တို့ အကယ်ဒမီယာဖတ်ဆောင်ရအောင်အမှုပညာရှင်မျိုးနဲ့နှိုင်းရှင်ပြောဆိုသွားတဲ့ဒရိုက်တာကျော်စွန်းလင်းကိုလည်းပြိသက်တွေကငွေမတ်တယ်လို့ဆိုကဝေဖန်နေကြလည်းဖြစ်ပါတယ်။အကယ်ဒမီအင်နာကျော်စင်ကရုပ်ရည်တရုပ်ဆောင်ရေးခြင်းအတန်နေထောင်သူမရဲ့ဇက်ကောင်ပေါ်ကိုစီမြမှုကဆောင်နော်ဘော်အစ်ထနေလလကြီးအကွာကြီးဖြစ်နေတဲ့အတွက်မိုးနဲ့မြေကိုရှင်ပြောတယ်ဆိုကအပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။အားလုံးသိကြတဲ့အတိုင်းအရှုပ်တော်ပေါ်နေကြတဲ့ကများစွာဝေဖန်ခဲ့ကြရတဲ့နော်ဘော်အစ်ထက လက်ရှိမှာဆိုရင်တော့ဇလန်းတွေထုတ်လုပ်တဲ့ Hey Blue Blue Junction ပိုင်ရှင်ထက်ခိုင်ဝင်းရဲ့တွဲနေရဖြစ်ပြီးထက်ခိုင်ဝင်းရဲ့အတက30ဝန်းကျင်ရှိပါတယ်။ပြောင်းလုပ်ငန်းစီလုပ်ငန်းမှာလည်းတထေတူပါအတက်30ဝန်းကျင်နဲ့ဘီလီယနာတထေဖြစ်နေသူဖြစ်ပြီးသူမိဘပိုင်နဲ့မြတ်မြတ်တာမုံလုပ်ငန်းပြင် သူကိုယ်တိုင်ထောက်ထားတဲ့ Hey Day Company ကမြန်မာနိုင်ငံအခွန်ထမ်းဆောင်ထိတ်ဆုံးကုမ္ပဏီ၅ခုမှတစ်ခုပါဝင်ဖြစ်ပါတယ်။ ဆန်လုပ်ငန်းကိုရောင်ကြီးတွေဆိုရင်တော့30လောက်ပိုက်စားပြီးလက်ရှိဆန်လုပ်ငန်းရဲ့ဝန်ယူတန်းဝင်ပါတယ်။ဟိုတယ်တွေဆိုရင်လည်းတိတိလောက်ဆိုရင်မြန်မာပြည်နဲ့မှာ9ခုလောက်ရှိပြီးနိုင်ငံခြားမှာဆိုရင်လည်းငွေကြေးရင်းနှီးထားတဲ့ကုမ္ပဏီလည်းရှိပါတယ်။ BYD ကားကုမ္ပဏီရဲ့ပိုင်ရှင်ဖြစ်ပြီးမြန်မာပြည်ကိုယ်စားလှယ်ရှာထားသူပေါ့။ Oreo စက်တွေလုပ်ငန်းကြီးရဲ့အဓိကရှယ်ယာဝင်ဖြစ်ပြီးတူရဲပိုင်ဆိုင်ဖို့ကြံရည်နေလူကြားသိရပါတယ်။စိုက်ပျိုးရေးနဲ့မွေးမြူရေးပိုင်ရဲ့ အဓိကရှယ်ယာချင်းခုနှစ်ဦးတည်းကတအူးဖြစ်တယ်လို့နေဆက်သူတွေစီကကြားသိထားပါတယ်အခွင့်အာဏာရသူတွေစီဝိုင်းသမားများစွာနဲ့လည်းလောက်ကနေခရိုနီပေါက်စားလေးပါကြာဝူနာမှာရှိတာကတော့စင်ကာပူမှာကိုဝိုင်စင်ကန်းရွှေလိတစီရှိပြီးချစ်သူနော့ဖော်အိထားတဲ့သူတလားတကောင်တွားနာယူလေးရှိပါတယ်ငယ်တငယ်ချင်းအပေါင်းအသင်းများစွာလည်းရှိပြီးလူကြီးသားတွေစီဝိုင်းသမားတွေအနုပညာရှင်များစွာနဲ့မကြာခဏမြင်တွေ့ရလေးရှိပါတယ်အဲ့ဒါကြောင့်လည်း မင်းကလေးများစွာရဲ့စိတ်ဝင်စားခြင်းခံရတဲ့သူပေါ့အနာဂတ်ရဲ့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်မယ်လို့ထင်ကြည်ပေးခြင်းခံရသူလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့လည်းရှင်းလာရပါစေအခုလိုစိတ်ဝင်စားချင်တဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်လို့ကျမတို့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးတည်းကြည့်ရှုအားပေးကြကြရပြည်သက်တရားချစ်တဲ့အကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစေရှင်